်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံမြင်သံကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းမိထီလာကျဘရောင်ကားလမ်းပေါ်မှာဖြတ်တန်းသွားလာနေတဲ့မော်တော်ယာဉ်တွေကိုစစ်ဆေးပြီးပြန်လာတဲ့စစ်ကောင်စီရဲတပ်ဖွဲ့ရှင်လက်ပစ်ဘုံနဲ့အပစ်ခံရကလျောက်ထက်မနေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိသူတွေစီကနေသိရပါတယ်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ရဲကားအပြာရောင်ဟာအော်တိုဘားလာ၁၂ရက်နေ့လယ်မှာ မေဂျီလာချပရာကာလန်ပညာရေးကောလိပ်ရှိအရောက်မှာလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခတ်ခံရပြီးရဲတပ်ဖွဲ့ဝင်၄ယောက်ထပ်မင်းနဲ့ထိခိုက်ဒဏ်ရာရှိခဲ့တာလို့ဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါရယ်အဲ့ဒီစစ်ကောင်စီရတဖွဲ့ဝင်တွေပါလာတဲ့ကားကိုစံကန်မောင်းနေလာတဲ့လူငယ်နှစ်ယောက်ထဲကစံကန်နောက်ကနေပါလာတဲ့လူငယ်ကဘုံနဲ့ပြစ်ပောက်ခဲ့တယ်လို့ဆိုပါရတယ်။ ရဲကားတိုက်ခတ်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်နဲ့ရဲတွေကမဲချီလာအကြောက်ဗရောင်ကားလန်တက်ချောက်မှာပိတ်ဆို့စစ်ဆေးရာတွေလုပ်နေပြီးအော်တိုဘားလာ73ရဲ့နေ့လယ်ပိုင်းအထိလက်ပစ်ဘုံနဲ့ပြစ်ခတ်သွားတဲ့လူငယ်တွေကိုဖမ်းမိတာမရှိသေးဘူးလို့သိရပါပါခင်ဗျာ။ ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြားမှာရိုဟင်ဂျာလက်နက်ကိုင်အာဆာနဲ့ ISO အဖွဲ့တွေဟာရခိုင်ဒေသတွင်းကိုဝင်ရောက်ပြီးစစ်ရေးလှုပ်ရှားနေမှုတွေကိုဟန်တာဖို့နဲ့ပအဝင်ပတ်သက်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင်းတပ် BGB တပ်ဖွဲ့ဝင်တွေကိုထိရောက်စွာအရေးယူပေးဖို့ဘင်္ဂလားဒေ့ရှ်ဂျာပြတ် အစိုးရကိုရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကအောက်တိုဘာလ17ရက်နေ့မှာထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အာဆာနဲ့ RSO အဖွဲ့ဝင်တွေဟာရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ယာယီစခန်းအခိုင်အမာစခန်းတွေကိုတည်ဆောက်ပြီးအဲ့ဒီနေရာတွေကတဆင့်ရခိုင်ပြည်နယ်အတွင်းစိတ်ဝင်ကအေအေရဲ့လုံခြုံရေးစခန်းတွေကိုဝင်ရောက်တိုက်ခိုက်နေတာလို့ပြောပါရတယ်။ဒါ့အပြင်အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးချိန်ချောက်တပ်ဖြတ်တာတွေကိုအခုရပိုင်းတွင်ပုံမပြုတ်လောက်လာနေတယ်လို့ဆိုပါရတယ်။ဒါပြင်အာဆာနဲ့ RSO အဖွဲ့ဝင်တွေစီကတင်စီရမိတဲ့လက်နက်ခဲယမ်းစစ်သုံးဆောင်ပစ္စည်းတွေမှာစစ်ကော်မရှင်နဲ့ BGB အရာရှိတချို့ကငွေကြေးရယူပြီးရောင်းပေးတာထောက်ပံ့ပေးတာတွေတွေ့ရှိရတယ်လို့ဆိုထားပါဗျ။ အခုလိုအေးအေးယူထင်းချောင်းတာမရှိဘဲဆက်လွတ်ပေးထားမယ်ဆိုရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆက်ရင်းနဲ့နှစ်ဖက်ယုံကြည်မှုတို့ကိုစိုးဝါးစွာထိခိုက်လာနိုင်တယ်လို့လည်းသတိပေးပြောဆိုထားပါတယ်ခင်ဗျာပကံရှင်းအောင်ယဉ်ကျေးမှုနယ်မြေကကြေးရွာတွေကိုစစ်ကောင်စီကစစ်ကြောင်းထုံမီရှို့တာတွေလုပ်နေတာကြောင့်ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်းဇေဒီပထိုးတွေကိုရှောင်ပြီးတိုက်ပွဲဖော်ဆောင်မှုတွေလုပ်မယ်လို့ပြောကြပါတယ်။သီးသီးသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ပကံရှင်းအောင်ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ညာဦးမြို့နယ်ကကြီးပါတွေကိုစစ်ကောင်စီတပ်ကစစ်ကြောနှစ်ကြောင်းထုတ်ဝင်ရောက်ခဲ့ပြီးလူနေအိမ်ကြီး20ကျော်ကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။အော်တိုဘားလ9ရက်နေ့မှာညာဦးမြို့နယ်တောင်စင်းရဲစခန်းကထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကမကြီးတိုင်းရွာကနေတစဉ်ကန်ဒီပေါက်ကြီးရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့တာပါ။အော်တိုဘားလ10ရက်နေ့မှာတဲပြင်းတော်ရွာကတစဉ်မကြီးတန်းကြောက်ပြင်ကန်ရွာတွေကိုဆက်လက်ဝင်ရောက်ခဲ့ပြီးအော်တိုဘားလ17ရက်နေ့နဲ့12ရက်နေ့တွေမှာတော့ကြောက်ပြင်ကန်နဲ့ဂျိုးကန်ရွာတွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါရတယ်။ စစ်ကြောင်းကကျေးရွာရင်းကလူနေအိမ်ကိုမိရှို့ဖျက်ဆီးပြီးတဲ့နောက်အော်တိုဘားလာ၁၂ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကြောင်းတစ်ချောင်းကဆင့်ကူနယ်ထဲကိုဝင်ရောက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ငယ်နေမောက်က၁၁အိမ်ပါတယ်ဂျိုးကန်က၈အိမ်ပါတယ်အိမ်ငယ်လေးမိချုပ်ပြီးထွက်လာပြီးတော့ဂျိုးကန်ရောက်တော့ဂျိုးကန်မှာထက်ချူတယ်အဲဂျိုးကန်လေးထွက်လာတဲ့အိမ်ငယ်ရောက်တာအဲစီစောင်းချက်ပကံမိချုပ်သွားပြီးတော့ဂျာတော့နေကန်ဘက်ကိုရောက်ပါလားအဲ့ရနေစိတ်မဘက်ကိုဆုတ်ပါလားရှောင်းနေတဲ့သူရခုရွာလေးပြန်ဝင်ပြီးတော့မိချုပ်ရွာရောက်တက်ရှိလုံနေပြီးကွက်ခွေးကြီးရင်ဝင်လာမဝင်မိမိုင်းတွေမှာချင်းပြီးအခုပြည်သူတွေဒီနေ့ဝင်တဲ့အကုန်လုံးဝင်ပြီးတော့တက်ရှိတွေလုံနေကြတယ်ယူမိလောင်တဲ့ရွာတွေကိုလေဝင်သွားတော့ငါမိုင်းတော့ဆွဲတယ်အဲမိုင်းဝိုင်းရောတီရရှိတယ် ညာဦးမြို့နယ်ကကျေးရွာတွေကိုညာဦးတမ88လောက်ခံတက်တွေတပ်ပေါင်းမြို့နယ်ဘက်ကစစ်ကောင်စီတပ်သားတွေနဲ့တောင်စင်းနယ်မြေရဲစခန်းကစစ်ကောင်စီတပ်သားတွေကအဓိကစစ်ကြောင်းထိုးနေတာပါစစ်ရဲလိုအပ်ချက်အရညာဦးကျောက်ပေါင်းလမ်းမိုက်မှာခရီးသွားလာနေတဲ့ရှင်တွေကိုည7နိုင်ကနေမနက်9နိုင်အတွင်းရင်တွေဖြတ်တန်းသွားလာချိန်မှာမှန်တကားတွေချပြီးမောင်းနေဖို့ကိုလည်းညာဦးမြို့နယ်ပကဖကအော်တိုဘလာ၁၇ရက်နေ့မှာသတိပေးထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးဆွေးနွေးအန်ယူဂျီကတော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ထားတဲ့နေရာတွေမှာစစ်ရေးမပြုတ်လောက်ကြဘူး၂022ခုနှစ်ကကြေညာထားခဲ့ပေမဲ့စစ်ကောင်စီကစစ်ကြောင်းထိုးတာတွေလုပ်နေရကြောင်းစေတီပထိုးတွေနဲ့ဝေးတဲ့စစ်ကောင်စီထိုင်ချရာနေရာတွေကိုတိုက်ပွဲဖော်ဆောင်မှုတွေလှုပ်ဆောင်နေတယ်လို့ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူကပြောပါရတယ်။စစ်ကြောင်းလို့တဲ့နှစ်ကြောင်းထိုးတာလို့စစ်ကြောင်းကဒီခြံခဲ့အင်အားလေးရှိနေတယ်တော့ထွက်တဲ့အရတော့အထွက်ပြရတဲ့အားလေးရှိရရှိရတယ်။ ို့ရတော့ထိခဲ့မှုမရှိအောင်တိုက်ပွဲပေါ်ပါတော့ကျွန်တော်တို့ရောင်းမြေထဲမှာရှိတဲ့ရဲစခန်းတွေကျွန်တော်စစ်တပ်တွေတို့ဒုနေရာချထိုင်နေရကျွန်တော်တကယ်အမှန်တရားဆိုရင်ဖျားရနေရအဝေးကြီးပဲဗျာတော့ကျွန်တော်တို့ကြောင့်ကတော့လုံးဝထိခဲ့မှုမရှိနိုင်ဘူးကျွန်တော်တို့မှာသူ့လောက်အလင်းရဲမရှိဘူးသူ့လိုလက်လက်ကြီးလည်းမရှိဘူးတကူထိခဲ့မယ်ဆိုတော့သူ့ကြောင့်မဖြစ်ဘူးဗျာတော့ဒင်းပြရင်တော့ဈေးပြူးပါရထိခဲ့နေတယ်တော့လက်လက်ကြီးကြောင့်တာဈေးပြူးရထိခဲ့နေတယ်ကျွန်တော်တို့လက်လက်ငယ်နဲ့ပြည့်ုံနေတော့ဒီအထူးကထိခဲ့စရာမရှိဘူးဗျာဘာလို့လက်ရှိဖျားရတရှိရနေရလဲစစ်ကောင်စီနေရနေရတဲ့အဝေးကြီးပဲဗျာတော့စစ်ကောင်စီခြေကုပ်ယူထားတဲ့ညောင်ဦးမြင့်ချံလမ်းပိုင်း ညောင်ဦးမြင်းချံငတ်တလောက်လမ်းပိုင်းတွေကိုနေမြေဆူမိုးထိန်းချုပ်ဖို့ကြိုးပမ်းနေတယ်လို့လည်းညောင်ဦးဒေတာကအကောက်ွေးတက်ဖွဲ့ဝင်တွေကပြောကြပါဗျ။ကျမဒီရီပါရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းနဲ့ဖေကုံမြို့နယ်အဆက်မှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေစစ်ကြောင်းထိုးနေတဲ့အတွက်အရသားလေးတောင်ကျော်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကနေသိရပါဗါဒ်။အော်တိုဘားလာပထမဘက်ကစပြီးကြေးရွာရှေ့ရွာကဒေသခံတွေစစ်ရှောင်နေကြတာကစားနပ်ရိက္ခာအမိုးကအင်တာခွတ် ဆေးဝါးနဲ့အဆောင်တွေအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါရယ်လက်ရှိမှာတော့မိုးမကုံသေးတဲ့အတွက်မုတ်ကတွေလိုအပ်နေပြီးစစ်ဆောင်တွေတိုးလာနေတဲ့အတွက်ကုညီပင်းနေတဲ့အဖွဲတွေလည်းမနိုင်ကြတော့လို့စစ်ဆောင်တာဝန်ခံတယောက်ကပြောပါရယ်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကစစ်ကြောင်းထိုးလာတဲ့တခြားကကြေးရွာတွေကိုမီးရှို့တာလက်နက်ကြီးနဲ့ပစ်ခတ်တာအသေးခံ drone နဲ့ပုံချေတာတွေကိုလည်းလုဆောင်နေတယ်လို့ဆိုပါရယ်စစ်ဆောင်တွေဟာလူဦးရေများတဲ့အတွက်ဘေးကင်းရာတောတောင်တွေနဲ့ဂူတွေထဲမှာပြန့်ကျဲပြီးနေထိုင်နေရတယ်လို့သိရပါရယ်ခင်ဗျာ ဂါဇာစစ်ပွဲအဆုံးသတ်သွားပြီဖြစ်ပြီးအရှေ့အလယ်ပိုင်းပုံမှန်ပြန်ဖြစ်တော့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနိုင်ငံကိုမသွားရောက်ခင်မှာပြောကြားခဲ့ပါတယ်။ဂါဇာဒေသမှာအပြစ်ခတ်ရစဲထားတာအော်တိုဘားလာ7ရက်နေ့ဆိုရင်၄ရက်မြောက်ရှိလာပြီဖြစ်ပြီးအစ္စရေးပြည်သူတွေဟာဟာမတ်စ်အဖွဲ့ကပြန်လွတ်ပေးမဲ့တရားခံတွေကိုစောင့်မျှော်နေကြပါတယ်။ငင်းချင်းနိုဘယ်ဆုနဲ့သူနဲ့ထိုက်တန်ကြောင်းထပ်တလဲလဲပြောခဲ့တဲ့ထရန့်ကဂါဇာစစ်ပွဲဟာသူဖြည့်ရှင်းပေးခဲ့တဲ့၈ခုမြောက်စစ်ပွဲဖြစ်တယ်လို့ထပ်ပြောခဲ့ပါတယ်။ဒါပေမဲ့ထရန့်က ကျောက်ကနိုဘယ်ဆုအတွက်လုပ်ခဲ့တာမဟုတ်ဘူးလူအသက်တွေကိုကယ်ဖို့လုပ်ခဲ့တာလို့လည်းပြောကြားခဲ့ပါတယ်။ထရန့်ဟာအစ္စရေးပါလီမန်မှာမိန်ကွန်းပြောကြားမှာဖြစ်ပြီးအီဂျစ်နိုင်ငံမှာကျင်းပမဲ့ငင်းချမ်းရေးထိပ်သီးအစည်းအဝေးကိုလည်းတက်ရောက်ဖို့ရှိနေပါတယ်ခင်ဗျာ။ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်တော်ကတော့ဇွဲတက်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ။